ပြည်သူလွတ်မြောက်ရေးအတွက်ဖက်စစ်ချေမှုန်းရေးအတွက်ဆွမ်းဆက်တမန်ပေါင်းထမ်းဆောင်ခဲ့တဲ့အသက်19နှစ်လောက်ရွယ်ရှိတဲ့အဲ PDF ပြည်သူ့ကော်ပိုရိတ်တမ်းတော်ဒါလူရုပ်ဝင်လေးတယောက်လုံနဲ့တနစ်ကျော်လောက်ကသူ့ရဲ့ဒီလေဝင်းကုတ်ကိုဒီဘူးတေးတေးလေးပေါ့ဖောက်ဝင်ပြီးတော့အမှန်နဲ့တရားရခဲ့ပါတယ်ရခဲ့ပြီးတော့သူ spine injury ဖြစ်သွားတယ်ပြီးတော့ကျော်ယိုးရဲ့ထဲကနာဖ်ကျော်တွေထိခိုက်သွားပြီးသူကအောက်ပိုင်းတစ်ခုလုံးပေါ့ဒီခုံးကဆက်ပြီးတော့အောက်ပိုင်း လုံးဝလှုပ်လို့မရတော့ပဲအေးရမှာပဲလဲလောင်းနေရပါတယ်အဲသူလှုပ်နိုင်တော့ခေါင်းရယ်သူအရန်ကြိုးစားလုံးအကြည့်လို့ပါသူရညာဘက်လက်မလေးရယ်ဘယ်တော့ပဲလှုပ်နိုင်တော့တယ်ပေါ့တကူလုံးမှာလက်မလေးနဲ့ခေါင်းနဲ့ပဲအဲကျွန်တော်သွားပြီးသူအဖေကိုပြုပြီးတော့အာသူ touch screen နဲ့လှုပ်လို့ရတဲ့ laptop computer တွေပါပေးပြီးတော့ရမို့မင်းပါလို့ခြင်းလဲဆိုပြီးတော့သူခေါင်းလေးပြောချပါတယ်သူခုနားဒီနားလေးသွားခြင်းနဲ့တဲ့ သူကအခုနေထားရဘလို့မှသူကမလုံနိုင်ဘူးသူများတွဲထူမှထထိုင်နေတာသူများချီပွေမှသူကသွားနိုင်မှာဆိုတော့သူခုနားဒီနားလေးသွားခြင်းနဲ့သူကသူခုနားနဲ့သွားခြင်းလို့သူလှုပ်ရှားနိုင်မှာဆိုတော့လက်မလေးတစ်ခုပဲရှိရဆိုတော့လည်းကျွန်တော်ကအခုပြည်သူလူထုရဲ့ပေါ့ပြည်သူလူထုဆိုတော့ကျွန်တော်ရှိဦးဒီအတွက်လည်းရည်ရွယ်ပြီးပို့တဲ့မိတ်ဆွေလည်းရှိပါတယ်ပြည်သူလူထုရဲ့ပံ့ပိုးမှုတွေနဲ့အခုဒါအာငွေငွေ30ကျော်လောက်ကြာတင်ပါလိမ့်မယ်ဟုတ်ကဲ့ ဒီတံပိုးပေါ့ကျွန်တော်ကရှင်းလင်းဆင်းမနာဒီနေရာထိရောက်တင်လာခဲ့ပါတယ်တင်လာပြီးတော့ဘာဖြစ်လဲဆိုတော့ဒီဟာတော့ကြက်သိန်း40ကျော်ပဲပေါ့ဒါပေမဲ့သူကအခက်အခဲရှိတာဒီဘက်ထရီအသင်းမှုပေါ့တက်စစ်မရှိဘူးမရှိတော့တခါကျွန်တော် solar panel နဲ့ inverter hybrid inverter တခါထပ်ပြီးတော့ sound ပေးရပါလိမ့်မယ်အစစအောင်ကြက်သိန်းလည်းဆုံး55နဲ့80ကျားလောက်တော့တွားနိုင်ပါတယ်ပေါ့နော်ဆိုလာနှစ်ချက်နဲ့ hybrid inverter နဲ့ဒီ lithium ion battery နဲ့ တစုံစားသူ့ထပ်ပြီးတော့တက်ဆင်ပြေးမှာပေါ့။ဒါပြီးတော့သူ့ကဲ့သို့အလားတူဆွန့်လွတ်ပြစ်ဆက်ထားတဲ့ရေပုံတွေအများကြီးပါပဲ။အဲ့တော့ကျွန်တော်လလန်းမီတလောက်လောလောဆယ်မှာအရေးကြီးဆုံးဖြစ်တယ်လို့ယူဆရတယ်လို့ဟိုကျွန်တော်ကူညီပေးတာဖြစ်ပါတယ်။နောက်ထပ်ရေပုံတယောက်ဆိုရင်လည်းပဲမျိုးလုံးနှစ်ဖက်လုံးဝကွယ်ပါတယ်။လက်မောင်းကနေပြီးတော့ဒရောင်စစ်ကနေနှစ်ဖက်လုံးပြတ်ပြတ်သွားပြီးတော့ဒီခွေးလေးတစ်ကောင်ပဲခါမှကျူးချီပြီးတော့ခွေးလေးရှိရအင်တန်လိမ်မာတဲ့ခွေးလေးခေါ်တဲ့အတိုင်းနောက်ကပဲလိုက်ပြီးသွားနေရတဲ့ရေပုံတွေမျိုးမျိုးရှိပါတယ်။အဲ့တို့တော်လည်းဘယ်လိုမျိုးကျွန်တော်ထောက်ကူပေးလို့ရမလဲ။ ျွန်တော်ကြိုးစားကြံစားပါမယ်ဗျ။ဟုတ်ကဲ့အဲ့တော့အောင်ကူညီပေးတဲ့ဒူးချင်းစီတိုင်းเนาะဒီအဲဩစတြေးလျအကုန်လုံးပေါ့အကူတွေအမားတွေအကုန်လုံးเนาะတိုင်းနိုင်ငံကမိတ်ဆွေတွေအကုန်လုံးတေပို့ပေးတဲ့အဲမိတ်ဆွေတွေအကုန်လုံးကျေးဇူးတင်ပါတယ်အားလုံး